ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ9ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူသွားကြည့်မှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီနေ့ညမှာတော့ကျွန်တော်တို့ဗမော်တိုက်ပွဲနောက်ဆုံးရသတင်းတွေအပြင်အချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဒီခီးစင်မှာပေါ့တန်တွေလည်းကျွန်တော်ကြားရမှာဖြစ်ပါတယ်နော်အခုချိန်မှာအားလုံးသိရတိုင်းပဲဒီတိုက်ပွဲတွေကနေရာတိုင်းမှာဖြစ်နေတာဖြစ်တဲ့အတွက်ဒီတတိယကမ္ဘာစစ်များစနေပြီလားဆိုပြီးတော့တုံ့ပြန်ထားတဲ့ဟာတွေအပြင်အခုဆိုရင်အိန္ဒိယနဲ့ပါကစ္စတန်ကြားတဲ့ပြဿနာတွေပါကျွန်တော်တို့နားထောင်မှာဖြစ်ပါတယ်နော် ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့လိုရီတိုရှင်သတင်းလေးဖတ်ပြပေးပါမယ်ပထမသတင်းတစ်ပုဒ်ကတော့ ရန်ကုန်တွင်မနေ့ညပိုင်းကလင်လှုပ်၍ပြည်သူများလမ်းပေါ်ဆင်းပြေးတဲ့အချိန်မှာလူငယ်တချို့ကိုစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းအဲ့ဒါတော့ရန်ကုန်မှာမနေ့ကငလင်နှခါလှုပ်တယ်ပေါ့နော်လှုပ်တဲ့အချိန်မှာအောက်ကိုဆင်းပြေးတဲ့အချိန်ခဏလေးမှတင်ကိုအချမ်းမစစ်ကောင်စီကပေါ်တာဆွဲသွားတဲ့အချိန်တွေမျိုးဖြစ်ပါတယ်နော်ငလင်ကျောင်းနဲ့အောက်ကိုဆင်းပြေးတဲ့အချိန်အုပ်ကြီးကတူရှာနေတဲ့လူငယ်စစ်မှုထမ်းရမယ်ဆိုပြီးဖမ်းသွားပါတယ်တဲ့လမ်းတွေကအခြားလူငယ်တွေလည်းရှောင်လို့မရဘူးအချိန်တိုင်းရင်စစ်မှုထမ်းမယ်ဆိုတာနားလေထားဆိုပြီးအောင်ောက်သွားတယ်လို့ဖမ်းဆီးခံရတဲ့လူငယ်ရဲ့မိတ်ဆွေတို့ကပြောပြထားတယ်ဆိုသိရပါတယ် ောက်ထပ်သတင်းတစ်ပုဒ်ကတော့အိန္ဒိယနဲ့ပါကစ္စတန်ပြန်လည်တိုက်ခိုက်မှုများကြောင့်ပါကစ္စတန်လေပိုင်နက်ကိုခီးတဲ့တင်နဲ့ကုန်တင်လေများအားလုံးရှောင်ရှားပြန်တန်းနေရတယ်ဆိုတဲ့အထိထားဖြစ်ပါတယ်။အဲဒီတော့အားလုံးကြားတဲ့အချိန်မှာဒီနေ့မှာတော့ပါကစ္စတန်ကအမေဒီအိန္ဒိယရဲ့လေရင်6စင်းပေါ့နော်လေရင်5စင်းရဲ့ drone တစ်စင်းပေါ့နော်ပစ်ချတယ်လို့သူတို့ကိုယ်တိုင်ထုတ်ပြောထားတာဖြစ်တဲ့အတွက်မကြာခင်မှာတိုက်ပွဲတွေပုံပြင်းထလာမယ်အနေထားတွေမှာရှိနေပါပြီနော်။ နောက်ထပ်သတင်းပုတ်ကတော့ကော့တောင်းမြို့နယ်မလီဝမ်းဒေသရှိစစ်ကြောင်းထိုးဝင်ရောက်လာသောစစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုခမာရ9ရှစ်လေးတည်းမှာရာခံပုံတဦးအပါဝင်3ဦးမျိုးစာဖြစ်သွားကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာကဲသတင်းတွေဖတ်လို့ပြီးမှာတော့ကျွန်တော်တို့အရင်ဆုံးဒီဘမော်အတွက်နောက်ဆုံးရသတင်းပေါ့နော်ဘမော်တို့သုံးတက်ပေးထားတယ်ဒီစီဒီအမ်ဘိုကြီးစီအောင်ရဲ့ဗီဒီယိုလေးကိုတစ်ချက်တော့ကြည့်ကြအောင်နော်ဖက်နာသာကတော့တိုက်သူခံသူနှစ်ဖက်စလုံးအပြင်းထန်ဆုံးအနေအထားကိုရောက်ရှိနေပြီဖြစ်ပါတယ်ကဲပြင်းထန်ဆုံးအနေအထားကတော့ခချင်းတို့မြောက်ရေးတက်မတော့နဲ့ပူပေါင်းတက်တွေအသာစီးဇက်တိုက်ရနေတာမှန်ပေမဲ့စစ်ကောင်စီဘက်က ရဟရင်နဲ့အင်အားဖြည့်တင်နိုင်တဲ့အနေထားကိုပြန်လဲရောက်ရှိသွားတဲ့အတွက်အဲ့ဒီအခွင့်အရေးရသွားတာကိုတော့သဘောမကျတော့ဘူးဖြစ်ပါတယ်။ရဟရင်သုံးစီးတိုင်းအင်အားဟာတိုက်ပွဲအခြေအနေကိုပြောင်းလဲမသွားစေနိုင်ပေမဲ့အရေးကြီးလူနာတွေကိုပို့လိုက်နိုင်တဲ့ဆိုလာရဲ့စစ်ကူလမ်းကြောင်းပွင့်သွားသလိုဖြစ်စေတာမို့ဘန္နာရီရဲ့ကြာဆင်းနေတဲ့စိတ်ကပြန်လဲမြင့်တက်လာစေနိုင်ပါတယ်။သဘောတိုက်စစ်ဟာအမှတ်17စစ်စင်ရေးကိုကဲမှုဌာနချုပ်နဲ့အမှတ်49ချီလင်တန်ရဲကိုဦးတည်နေတယ်ဆိုတော့ KIA ကချင်လွမြောက်ရေးတပ်မတော်နဲ့ပူပေါင်းတပ်ဖွဲ့တွေဟာကနန်းလက်မပုံစံစစ်စင်နေတာပဲဖြစ်ပါတယ်။ဗမာကျင်းအောင်ဒီမှာအမှတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်တည်ရှိတာဖြစ်ပြီး ဒီဝင်ပက်ချမ်းမှာအမှတ်944စားလို့ရင်းအင်ဂျင်နီယာတက်ခွဲတည်ရှိပါတယ်စစ်တေအကိုကဲမှုဌာနချုပ်နဲ့ကက်လျက်တည်ရှိတာကတော့အမှတ်နဲ့အလုပ်ရုံတက်စုလျက်ဆက်အမှတ်943စစ်မြေပြင်အင်ဂျင်နီယာတက်ရင်အမှတ်236ချင်းတက်ရင်လို့ပဲဖြစ်ပါတယ်အဲ့ဒါပြီးရင်အမှတ်366အမြောက်တက်ရင်ဖြစ်ပြီးအမှတ်9014တင်ကားတက်ရင်တို့ဟာမန္တလေးဗမော်မြကြီးနားကားလမ်းဗေးတစ်ဖက်တစ်ချက်မှာအစင်လိုက်တည်ရှိတာဖြစ်ပါတယ်ဆက်သွားရင်အမှတ်9ဆက်သွေးတက်ရင် အမတ်စက်တင်စစ်မြေပြင်စစ်တပ်ရဲအမတ်933ထောက်ပံ့နဲ့ပို့ဆောင်ရေးတပ်ရဲအမတ်642တပ်နဲ့ပစ္စည်းတပ်စုနဲ့ဤပညာတက္ကသိုလ်ရဲ့အနောက်မြောက်ဘက်မှာအမတ်60ကိုချင်းလင်းတပ်ရဲလို့တည်ရှိတာဖြစ်ပါတယ်။စစ်တီစားရတာတခုကိုတိမ့်ပိုက်ရရှိထားတဲ့မူဗီရအမတ်27စစ်စင်ရေးကိုကဲမှုဌာနချုပ်ယုံအနည်းကိုကတ်နေနိုင်ပြီလို့ဆိုရမှာဖြစ်ပြီးအမတ်60ကိုချင်းလင်းတပ်ရဲဘက်ကစားရတာဖြစ်ခဲ့မယ်ဆိုရင်လည်းအဲ့ဒီတက်ဟာကြာကြာတောက်ခံနိုင်မှာမဟုတ်တော့ဘူးဖြစ်ပါတယ်။စစ်စင်ရေးကိုကဲမှုဟာဌာနချုပ်ယုံမှာအခြေပြုခံစစ်ဆင်နေတာဖြစ်ပါတယ်။အဲဒါတော့ဗောနော်စီရင်ဘိုးကြီးဇင်ရောတုံးတထိုင်တင်းနေဖြစ်ပါတယ်နော်အဲ့တော့ဗမော်မှာကတော့လီဂျောင်း ီထောက်ဖို့ပေါ့နော်လူတွေကိုပြန်ပြီးတော့ပို့ပေးနိုင်တယ်ထောက်ဖို့လမ်းကြောင်းပြန်ပို့ထားတဲ့အတွက်80 30ပြန်ပြန်ပြန်ဖြစ်သွားတယ်လို့သတင်းရရှိပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီတောင်ပိုင်းဘက်ပါပေါ့နော် TK Sky ကိုဝင်သိမ်းတာစစ်ခွေရဲခွေတွေထိုင်းဘက်ကိုဝင်ပြီးသွားတယ်ဆိုတဲ့သတင်းကိုတုံ့သက်ပေးထားတယ်ကိုစီရဲ့ဗီဒီယိုအတိုးလေးတို့ချက်ချင်းကြည့်ကြအောင်နော်ဒီစကံကိုတင်တာစစ်ခွေးတွေရဲတွေထိုင်းနယ်နိုင်ငံတွေကိုထွက်ပြေးရဆိုတဲ့တည်မြဲဖြစ်ပါတယ်။ TK လမ်းကလက်ရှိထိုင်းနိုင်ငံက ဖះတုံးစုနေဆက်ဂိတ်ကိုပိတ်ပြီးတော့တကက်ကုံစီကြီးကြီးစီးစင်းမှုအတွက်ထီခီဘောက်ကနေပြန်ဖွင့်ဖွင့်ကုံတွဲစုံပြန်ဖွင့်မှုဆိုတဲ့အစီအစဉ်ကိုနော်အဲစတဲ့လုတ်ဆောင်ကိုလုတ်တယ်ဆိုတဲ့တင်းကိုကြားတိနေရတယ်အဲ့တော့ထီခီနေကြောမှာမြေသေးတွေတက်လာခဲ့တယ်အခုအဲ့ဒီထီခီနေရာမှာရှိတဲ့စစ်ကောင်စီစကန်းကိုတော်လိုင်းအင်အားစုတွေဘက်ကဝင်ရောက်တိုက်ခိုက်တာစစ်ခွေးတွေကထိုင်းနေတယ်ထွက်ပြေးဆိုတဲ့တင်းကြားတိရတယ်အဲ့တော့လက်ရှိအင်နဲ့ဘင်္ဂလားဒေ့ရဲ့ဆက်ဆံမှုကိုစစ်ကောင်စီကကန့်ကွက်ခဲ့တယ်အဲ့ဒီကန့်ကွက်တဲ့ခါကို ဘင်္ဂလားဒေ့ရှ်ကလည်းပယ်ချခဲ့တယ်။အဲ့တဲ့ရင်တစ်ခုကိုကျွန်တော်နိုင်ရှင်ပြပါ။ဘာဖြစ်လို့ဆိုတော့နယ်စပ် data တစ်ခုရဖို့အတွက်ရဝိုင်းကျွန်တော်တို့တော်နိုင်အတွက်ဘယ်လောက်ထိအရေးပါလဲ။ power ဘယ်လောက်ထိတက်သွားလဲဆိုတဲ့ဟာကိုတည်အောင်လုပ်ပါနော်။ညီအစ်ကိုကျွန်တော်ထီးခီးသတင်းလေးကိုဖတ်ပြပါမှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ရှိထီးခီးတက်စခန်းကိုတော်နိုင်ပူပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်တေဆုံးခဲ့ပြီးစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်9ဦးနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်30တို့ဒီလက်နက်ခဲယမ်းများဖြင့်ထိုင်းနိုင်ငံဘက်လိုဖွဲ့စည်းထားတဲ့တူလေးပေါ့နော်။တပ်ဖွဲ့ဝင်များထံမှတိကျရည် ထိုင်းနေနဲ့လဲကျွန်တော်တို့ဖြစ်ချင်တာကနော်လက်ရှိစစ်ကောင်စီတပ်သားတွေကနည်းနည်းဖြင့်ထိုင်းထဲဝင်ပြီးတယ်ထိုင်းထဲဝင်ပြီးတာအပြစ်မပြောဘူးဘာလို့ဆိုတော့တိုက်ပွဲဖြစ်လို့ရှိရင်ပြည်သူတွေကလည်းထိုင်းထဲဝင်ပြီးတာပဲဒါပေမဲ့ထိုင်းထဲဝင်ပြီးတာဒီနံပါတ်1လက်နဲ့ယူဟာဝင်မရှိဘူးလက်နဲ့ယူဟာရင်ဒါအချုပ်ချာအာဏာကိုကျူးကျော်တဲ့ရန်လိုပဲဒါကြောင့်မလို့ထိုင်းနိုင်ငံသားတွေအနေနဲ့ဒါကိုဝိုင်းပြောဖို့အရေးကြီးတယ်စစ်ကောင်စီတပ်သားတွေကမခံနိုင်လို့ထိုင်းထဲဝင်ပြင်းမဲ့ဆိုရင်လက်နဲ့ယူဆောင်ပြီးထိုင်းထဲကိုဝင်တာ လက်နဲ့နေပြီးတော့ထိုင်းမီကိုကျွတ်မင်းလိုက်တာနဲ့ဒါဟာထိုင်းနိုင်ငံရဲ့အထုတ်ချံအာဏာကိုထိကားစော်ပါတောက်ချက်တာပဲဒါကိုထိုင်းပြည်သူတွေအနေနဲ့လက်ခံစရာအကြောင်းမရှိဘူးရှင်းရှင်းလေးပဲဟုတ်တယ်မလားဒါနိုင်ငံနိုင်ငံရဲ့အထုတ်ချံအာဏာကိုထိကိုက်စော်ကားတာနော်အဲ့တော့နက်နက်ဖြစ်ထိုင်းတဲ့ဝင်ပြေးထိုင်းရတယ်သူတို့ကယ်ထားအဲသူတို့လွတ်မြောက်ပြီးလို့ရှိရင်စစ်ကောင်စီကိုသူတို့ပြန်ဖို့ဒီကောင်တွေကသူတို့မြောက်အဲ့လိုအဲ့ဒီပုံစံတော်နေတာအဲ့တော့နေဆက်တောက်ချက်စခန်းတွေကကျွန်တော်တို့တော်လိုင်းအင်အားစုကြီးအများဆုံးပိမ့်ပိုက်တဲ့ဘူးအရေးကြီးတယ်အခုလက်ရှိထိုင်းရဲ့လောက်ရ ထိုင်းဆိုတာမြန်မာပြည်သူဘက်ကပြက်ပြက်တတရက်တည်ထားတဲ့နိုင်ငံမဟုတ်ဘူးအာဏာရှင်နဲ့ဘလောင်းပလဲလို့ပြီးအခုမင်းအောင်နိုင်အောင်နှစ်ကြိမ်တိတိဖိတ်ခေါ်ထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူဘက်မှာအပြည့်အဝရက်တည်တယ်လို့ကျွန်တော်ပြောလို့မရဘူးအဲ့ဒီအနေအထားမှာကျွန်တော်ဒီထိုင်းမြန်မာနယ်စပ်တောက်လျှောက်အားလုံးကိုကျွန်တော်တို့တော်လိုင်းအင်အားစုတွေကတိမ့်ပိုက်ထားနိုင်လိုက်ကြည့်ထိုင်းရဲ့ဆက်ဆံရေးတွေကျွန်တော်တို့တော်လိုင်းအင်အားစုဒီဘက်ကိုချက်ချင်းရောက်လာတယ်အဲ့ဒါပေးကြတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီနယ်စပ်ဒေသတွေမှာအင်အားစုမိုးရေးအတွက်ကိုကျွန်တော်ဝိုင်းလုပ်ပေးကြတာနော် အဲ့ဒါအခုဘာအောင်ကြည့်လဲဆိုတော့လက်ရှိ AA AAD Bangladesh နဲ့သက်တောက်ချောက်ကိုဖိုးမိုးနိုင်အောင်အကုန်လုံးတိတ်မဲ့ပလိုက်တယ်စစ်ကောင်စီစကမ်းတွေကိုအဲ့ဒီအတွက် Bangladesh ကတစ်ချိန်တော့က AA နဲ့စကားမပြောဘူးတဲ့အဲနိုင်ငံရဲ့အတည်ဝင်ဘယ်လိုရမလဲနိုင်ငံအစိုးရနဲ့ပဲစကားပြောမယ်ဆိုပြီးတော့ကျူးကျော်ခဲ့တဲ့ Bangladesh အခုကြတော့ဘယ်လိုပုံစံပြောရလဲ AA နဲ့လက်တွဲပြီးတော့နေဆက် data ပိစာတွေဖြည့်ဆင်းနေမှာလောက်ဆောင်လာတယ်အဲ့တော့လုံဆောင်လာတဲ့ဟာကိုဒီအာနာတိုင်းတိုင်းအကြမ်းဖက်စစ်ကောင်စီကကန့်ကွက်တွေတွားပြီးတော့ဘင်္ဂလားဒေ့ရှ်ကိုအခုဘင်္ဂလားဒေ့ရှ်ကအဲ့ဒီစစ်ကောင်စီကန့်ကွက်တဲ့ဟာကိုပယ်ချထုတ်ပယ်တယ် အဲ့ဒါဘာလဲဆိုတော့ပါဝါကျွန်တော် AAD အဲ့ဒီနေဆက်ဒီနဲ့တောက်လျှောက်အားလုံးကိုမပိုင်ထားလို့ရှိရင်ဘင်္ဂလားဒေ့ရှ်ကအရင်ပုံစံမျိုးပဲမင်းတို့ AA နဲ့စကားပြောစရာအကြောင်းမရှိဘူးငါတို့တိုင်းပြည်ရဲ့လက်ရှိအာဏာရှိတဲ့အစိုးရနဲ့ပဲစကားပြောမယ်ဆိုတဲ့ဟာမျိုးလောက်လာမယ်နော်အဲ့တော့အခုလက်ရှိ AA ကနေနမိတ်တောက်လျှောက်ကိုသူတို့လုပ်လိုက်တဲ့အတွက်စစ်ကောင်စီဒီအလကားဖြစ်သွားတယ်ဒါနိုင်ငံရေးရဲ့တဘောတရားပဲဟုတ်နော်အဲ့ဒီအတွက်ကျွန်တော်တို့ကမလုပ်ရမယ်တိုက်ပွဲတိုင်းဟာစပွဲပေါ်မှာအဆုံးသတ်တယ်မှန်ပေမဲ့ အဲ့ဒီသပွဲပေါ်မှာအဆုံးသတ်တဲ့အချိန်ကျရင်မင်းထိုင်တဲ့ခုံကဘလောက်မြင့်နေငါထိုင်တဲ့ခုံကဘလောက်မြင့်နေဆိုတော့အဆုံးဖြတ်ပြီးအဲ့ဒီတိုက်ပွဲတွေကအဆုံးအမြင်သိမ်းထားဖို့အရေးကြီးတယ်ဗျအဲ့ဒီတိုက်ပွဲတွေရဲ့အမှတ်နဲ့ကျွန်တော်သပွဲပွဲမှာထိုင်ခွင့်ရမှာနော်အဲ့ဒီတိုက်ပွဲမှာကျွန်တော်တို့ကအောင်မှတ်မြင့်ထိုင်သပွဲပွဲမှာလည်းအနောက်ကပဲထိုင်မင်းသူများပြောတာကိုခေါင်းညိတ်လက်ခံလက်မှတ်ထိုးအဆင့်လောက်ပဲရတယ်ကဲဒါတော့နော်ဒီ TK scan နဲ့ထွက်ပြီးတော့လေစစ်ကောက်စီအချက်ဖက်စစ်သားတွေရဲ့အကြောင်းနဲ့ပတ်သက်ပြောထားတဲ့ဟာလေးဖြစ်ပါတယ်နော်။ကဲနောက်ထပ်ဒီဘုတ်ကတော့ ဒီပါကစ္စတန်နဲ့အိန္ဒိယဂျာရီယာဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့တုံ့တက်ပေးထားတဲ့ဒီဥသိမ်းမြက်ပြည်တစ်ချက်နားထောင်ကြအောင်နော်အိမ်မောကြနေတဲ့အချိန်မှာကျေလောင်တဲ့ပောက်ကွဲဆန်ကြီးတွေကြားလိုက်ရပါတယ်ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့မူဆာဘာရာဘတ်မှာလက်စစ်မီးတွေပြတ်တောက်ပြီးတော့ရုပ်တရက်အမောင်ကျသွားပါတယ်အဲ့ဒီအပြင်ထွက်ကြည့်လိုက်တော့တနေရာမှာမီးတောက်ကြီးတွေတဟုံဟုံလောင်ကျွမ်းနေတာတွေ့ရတယ်လို့ကိုရီကျုံရတဲ့သူတယောက်ကပြောပါတယ်မေလ9ရက်မနေ့တနာရီချင်းလောက်မှာအိန္ဒိယကပါကစ္စတန်နိုင်ငံတွင်းနဲ့ ပါကစ္စတန်အုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်အတွင်းမှာရှိတဲ့နေရာ၉ခုကိုမစ်ဆိုင်းဒုံးတွေနဲ့တိုက်ခိုက်လိုက်တာပါ။အိန္ဒိယကသူတို့တိုက်ခိုက်မှုဟာတိကျတဲ့ပြစ်မှတ်ကိုတိုက်ခိုက်တာဖြစ်တယ်။အကန့်အသတ်နဲ့တိုက်တာဖြစ်တယ်။ထက်ဆင့်အချိန်တိုးမြင့်တိုက်ခိုက်တာတွေလုပ်ဖို့ရည်ရွယ်မထားဘူးလို့ဆိုပါတယ်။အကြမ်းဖက်အဖွဲ့အစည်းတွေအခြေစိုက်တဲ့နေရာတွေကိုတိတိကျကျပြစ်မှတ်ထားတိုက်ခိုက်တာလို့အိန္ဒိယကဆိုပေမဲ့ပါကစ္စတန်ကတော့စီးရင်နဲ့မပတ်သက်တဲ့အရသာပြစ်မှတ်တွေကိုတိုက်ခိုက်သွားတာလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တယောက်ပါဝင်အ ਨੇ ဆုံးလူ၈ယောက်တိတ်ဆုံးပြီးတော့35ယောက်ထဲမှာ ਨੇ ဒဏ်ရခဲ့တယ်လို့ပါကစ္စတန်ကဆိုပါတယ်အဲ့ဒီစစ်စင်ရေးကိုစင်ဒိုးစစ်စင်ရေး Operation Sindo လို့နာမည်ပေးထားပါတယ်စင်ဒိုးဆိုတာကတော့ဟိန္ဒူအမျိုးသမီးတွေရဲ့နှစ်ဖူးမှာတုတ်ထားတဲ့အနီးဆက်အမှတ်အသားကိုခေါ်တာဖြစ်ပါတယ်သူတို့တိုက်ခဲ့တဲ့နေရာတွေဟာပါကစ္စတန်စစ်ဘက်ဆိုင်ရာနေရာတွေကိုတိုက်တာမဟုတ်ဖ ೇನೆ အကြမ်းဖက်သမားတွေခိုးအောင်တဲ့နေရာတွေကိုတိုက်ခိုက်တာသာဖြစ်တယ်လို့အိန္ဒိယဘက်ကဆိုပါတယ်အကြမ်းဖက်သမားတွေဟာ အဲ့ဒီနေရာတွေမှာခလုံပြီးတော့အဲ့ဒီနေရာတွေကနေပြီးတော့ဆီဆွေညွန်ကြတိုက်ခိုက်နေတာဖြစ်တယ်လို့အိန္ဒိယဘက်ကနေပြီးတော့ပြောပါတယ်ပါကစ္စတန်ကတော့အဲ့ဒီနေရာတွေဟာအရက်သားတွေရဲ့နေရာတွေသာဖြစ်တယ်လို့ဆိုပြီးတော့အကြမ်းဖက်တွေခိုးအောင်နေတဲ့နေရာဖြစ်နိုင်မဖြစ်နိုင်ဆိုတာနိုင်ငံတကာကလာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးခါဝါဂျာအာစစ်ကဆိုပါတယ်အတိုက်ခိုက်ခံရတဲ့နေရာတွေအနက်တနေရာဟာပန်ဂျပ်ပြည်နယ်ဘဟာဝါပူး ်မြို့အတွင်းကဗလီတစ်ခုဖြစ်ပြီးတော့လူနေထူထပ်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီနေရာကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အတွက်ခလိငယ်တယောက်သေဆုံးပြီးအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်လည်းဒဏ်ရာရခဲ့ပါတယ်။ပါကစ္စတန်ကတော့အိန္ဒိယဟာသူတို့ဘက်ကတီးခတ်နိုင်တဲ့အတိုင်းအတာကိုကြော်လွန်လာပြီလို့ဆိုပြီးတော့အိန္ဒိယရဲ့တိုက်လေရဲ့20နဲ့ drone တစ်စင်းကိုပြန်လည်ပစ်ချခဲ့တယ်လို့ကြေညာပါတယ်။ပါကစ္စတန်စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်အာမတ်ရှာရီဖ်ချောင်ဒရီကထုတ်ဖော်ကြေညာခဲ့တာဖြစ်ပြီးတော့ အိန္ဒိယရဲ့လောက်ရဟာအလွန်ဆိုးရတဲ့ရန်စမှုလို့လဲသူကဆိုပါတယ်အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားပြည်နယ်အတွင်းကကပဝါရာခရိုင်နေပြည်သူတွေကတော့အိန္ဒိယပါကစ္စတန်နယ်ကြားဖြစ်တဲ့ထိန်းချုပ်နယ်နိမိတ် line of control ဘက်မှာအပြန်အလှန်ပြစ်ခတ်ကြတဲ့အတန်တွေကိုကြားရတယ်လို့ဆိုပါတယ်အိန္ဒိယကစစ်ပွဲသဘောဆောင်တဲ့အပြုအမူကိုစတင်လိုက်ပြီးဖြစ်တဲ့အတွက်ပါကစ္စတန်ဘက်ကဘလို့အင်အားသုံးမှုမျိုးကိုမဆိုလောက်ခွင့်ရှိတယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ရှဖတ်ရှာရစ်ကဆိုပါတယ် ါကစ္စတန်နိုင်ငံနဲ့ပါကစ္စတန်လက်နက်ကိုင်တပ်မတော်ဟာရန်သူကိုဘလို့တုံ့ပြန်ရမယ်ဆိုတာကောင်းကောင်းနားလည်တယ်ရန်သူရဲ့ကောက်ကျစ်တဲ့ရည်ရွယ်ချက်တွေအောင်မြင်သွားအောင်ခွင့်ပြုတိခတ်ပေးမှာမဟုတ်ဘူးလို့လည်းသူကဆိုပါတယ်ဒီဗိုလ်တော်ဘုမနဲ့ခင်မှာပဲအမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကိုလည်းခေါ်ယူကျင်းပသွားမယ်လို့သူကဆိုပါတယ်တက်ခိုက်မှုမစတင်ခင်နိုင်ပိုင်းကြာကပဲအိန္ဒိယဝန်ကြီးချုပ်နရန္ဒရာမိုဒီကအိန္ဒိယကနေပြီးတော့ပါကစ္စတန်ဘက်ကိုစီးဆင်းနေတဲ့အိမ်တုမြင့်ရေကိုရက်တက်အောင်လုပ်ပြင်မယ်လို့ပြောခဲ့ပါတယ် အဲ့ဒါလို့လို့ရင်အဲ့ဒါဟာပါကစ္စတန်နိုင်ငံကိုစစ်တိုက်တာနဲ့အတူတူပဲလို့မှတ်ယူမှာဖြစ်ကြောင်းပါကစ္စတန်ဘက်ကပြောခဲ့ပါတယ်အဲ့ဒါလို့အပြန်အလှန်စကားစစ်ထုတ်မှုတွေလုပ်ပြီးနောက်မှာလက်နက်နဲ့တိုက်ခိုက်တဲ့စစ်ထုတ်မှုတွေဆက်လက်ပေါ်ပေါက်လာတာဖြစ်ပါတယ်အိန္ဒိယရဲ့ခွဲဝေအုပ်ပြုရေးစာချုပ်ဟာ1960ခုနှစ်ကလေးကချုပ်ဆိုသဘောတူထားတာဖြစ်ပါတယ်အိန္ဒိယဟာပါကစ္စတန်ရဲ့စိုက်ပျိုးရေးနဲ့ဒေသခံပြည်သူတွေရေချိုးအုံပြုရေးအတွက်အထူးမိကိုအားထားနေရတဲ့ရေးအရင်းမြစ်ဖြစ်ပါတယ် အရင်ကတော့အိန္ဒိယပြည်ထဲကရေဟာအိန္ဒိယအပြင်ဘက်ကိုစီးဆင်းခဲ့တယ်အခုတော့အိန္ဒိယတွေကရေဟာအိန္ဒိယအတွက်ပဲစီးဆင်းတော့မယ်လို့အိန္ဒိယဝန်ကြီးချုပ်နရန္ဒရာမိုဒီကပြောပါတယ်အခုကကာတာလီချောင်းလိုင်းကပါကစ္စတန်နိုင်ငံအတွင်းကိုပြန်တန်းနေတဲ့ခီးစဉ်တွေကိုလည်းရပ်ဆိုင်ထားပါတယ်ပါကစ္စတန်အတွင်းအိန္ဒိယလီချောင်းလိုင်းတွေပြန်တန်းတဲ့အစီအစဉ်တွေရပ်ဆိုင်ထားကြောင်းအိန္ဒိယဘက်ကကြေညာပြီးတဲ့နောက်မှာကာတာလီချောင်းလိုင်းကလည်းအခုလိုရပ်ဆိုင်လိုက်တာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အခုလို ဖြစ်တော့မယ်ဆိုတာသူကြွတင်ခံမှန်းမိကြောင်းပြောခဲ့ပါတယ် just heard about it just as we were walking in the doors of the oval uh just heard about it i guess people knew something was going to happen based on a little bit of the past they've been fighting for a long time you know they've been fighting ခုလေးပဲကြားပါတယ်အင်ဂျီရောမှာအစည်းအဝေးလုပ်နေတုန်းကြားလိုက်ရတာပါတခုခုဖြစ်တော့မယ်ဆိုတော့ကြိုသိထားပါတယ်ဘာကြောင့်လဲဆိုတော့အတိတ်ကတိုက်ခိုက်မှုတွေကိုသိထားလို့ပါအိန္ဒိယနဲ့ပါကစ္စတန်တို့တိုက်ခိုက်နေတာဟာဆယ်စုနှစ်များစွာရှိနေပါပြီ နှစ်ရာနဲ့ချီပြီးတော့တောင်မှရှိနေပါပြီလို့သူကပြောပါတယ်အမှန်တကယ်ကတော့နှစ်ရာနဲ့ချီပြီးတော့မရှိသေးပါဘူးပါကစ္စတန်နိုင်ငံပေါ်လာတာတောင်မှနှစ်ပေါင်း80မပြည့်သေးပါဘူးဘာပဲပြောပြောအိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံစလုံးဟာနျူကလ িয়ার လက်နက်ပိုက်ဆိုင်သူတွေဖြစ်ပြီးတော့အခုဗိုလ်တူမနဲ့မစ်ဆိုင်းတိုက်ခိုက်မှုဟာအလွန်အန္တရာယ်ကြီးမားတဲ့အစီအစဉ်မြင့်တက်မှုဖြစ်တဲ့အတွက်နိုင်ငံတကာကအမှန်တကယ်ပဲစိုးရိမ်ပူပန်နေကြပါတယ် ုလသမဂ္ဂအတွေ့အမှုချုပ်အန်တိုနီယိုဂူဒရက်စ်ကလည်းအလွန်စိုးရိမ်ပူပန်ကြောင်းနိုင်ငံစလုံးကအစ်စ်အမြင့်ဆုံးကတ်သက်ထိန်ချုပ်မှုတွေလုတ်ဆောင်ကြဖို့လိုအပ်ကြောင်းသူအနေနဲ့ရပ်တန့်ကြဖို့ထိန်ချုပ်ကြဖို့တောင်းဆိုကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကဲနော်ဒါတော့ပါကစ္စတန်နဲ့အိန္ဒိယကြားတဲ့ပြဿနာနဲ့ပြဿနာလေးကိုတုံ့တက်ပြီးသားဖြစ်ပါနော်။အဲ့တော့ခုနပေါ်လာတဲ့ဒီကုလသမဂ္ဂယုတ်ကြီးရတော့နော်။စိုးရိမ်နေဆိုတဲ့ဟာပြောတတ်တဲ့ဘိုးတော်ဘူးနော်။ မဆက်ပြီးတော့စိုးရိမ်လိုက်ပါအောင်နော်အခုဆိုရင်ရုရှား၊ UK ပြီးပြီးဆိုရင်အစ္စရေးနဲ့ဒီပါလက်စတိုင်းပေါ့နော်အခုဆိုရင်အခုဆိုရင်အိန္ဒိယပါကစ္စတန်တိုက်ပွဲတွေအခုတော့တိုက်ပွဲတွေတော်တော်များများနေရာတိုင်းမှာဖြစ်နေကြပြီပေါ့နော်အဲ့တော့ကျွန်တော်မြန်မာတိုင်းမှာတော့ဒီငရဲငရဲတွေရောက်တာ၄နှစ်ရှိပြီပေါ့နော်အဲ့တော့ဘာဖြစ်လဲတတ်တဲ့ကဘာစစ်ကိုဥတည်နေပြီလားလို့လဲအားလုံးကသုံးသပ်နေတာဖြစ်တယ်အဲ့တော့တတ်တဲ့ကဘာစစ်တကယ်ဖြစ်နေပြီလားဆိုတာမျိုးတွေသုံးသပ်ထားပြီးတော့ပေါ့နော်အခုဆိုရင်ဒီစစ်ပွဲတွေအကြောင်းသုံးသပ်ထားတဲ့ကိုစီးရဲ့ဗီဒီယိုလေးကိုထပ်ပြီးတော့ကြည့်လအောင်နော် တတိယကဘာစစ်ဆိုတာတချို့တတိယဖြစ်လာမလားလို့ပြောနေပေမဲ့လက်ရှိကတတိယကဘာစစ်ဖြစ်နေတဲ့အနေအထားပဲအမေရိကန်နဲ့တရုတ်ကုန်တွယ်စစ်ပွဲပြီးလို့ရှိရင်အခုလက်ရှိအိန္ဒိယနဲ့ပါကစ္စတန်ချနေပြီအိပါကစ္စတန်ကနေအိန္ဒိယရဲ့လေယာဉ်၅စင်းကိုပစ်ချတယ်အဲလေယာဉ်၅စင်းနဲ့ drone စင်းကိုပစ်ချတယ်ပြီးလို့ရှိရင်လက်နက်ကြီးနဲ့ပါကစ္စတန်အိန္ဒိယကိုပြန်တိုက်ခိုက်တယ်အိန္ဒိယကလည်းဒီပါကစ္စတန်ကိုလေယာဉ်နဲ့ပုံကျဲတယ် ဲ့ဒီအချိန်မှာဒီနေ့နောက်ထပ်သတင်းတစ်ခုကတော့အယုံတို့ပြောကျင်တာကတော့ဘလို့မှជីជីစောက်ဖြစ်တည်မရှိတဲ့စောက်ခေါမလို့လင်မင်းကရုရှားပြောတဲ့သတင်းမျိုးဖြစ်ပါတယ်ဟုတ်ပါတယ်နော်ရုရှားမှာလက်ရှိခရိုင်းမီးယားဒေသမှာပြုတ်လို့မဲ့ရှိတဲ့ပွဲကိုရုရှားစိုးရကဖျက်သိမ်းလိုက်ကြတယ်ယူကရိန်းကိုကြောက်လို့ယူကရိန်းကဘာပြောလိုက်လဲဆိုတော့အဲ့ဒီမော်စကိုယင်မီနီကိုတက်လာတဲ့အခြားနိုင်ငံခေါင်းဆောင်တွေလုံခြုံရေးကိုတောင်းယူမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အချိန်မှာလက်ရှိ drone နဲ့တိုက်ခိုက်ခံရတဲ့အချိန်မှာလေဆိပ်တင်တော့အချိန်မှရက်နာခဲ့ရတယ် ဲ့အဲ့ဒီပွဲကိုမင်းအောင်နိုင်ကတအားသွားချင်တယ်။ဘာကြောင့်သွားချင်လဲဆိုတော့နံပါတ်1ရုရှားကတော့9ချိန်ရှိပြီ။နော်9ချိန်ရှိပြီ။ဒါပေမဲ့အာနာတိမ်မီနီကဒီနေ့အချိန်ထိမင်းအောင်နိုင်ကတရုတ်တမနာရှိချင်တယ်တွဲခွင့်မရသေးဘူး။အဲ့အတွက်သူ့မှာဆောက်ရက်အကွဲဘယ်လောက်ထိကွဲလဲဆိုတော့ကုန်ခဲ့တဲ့ရက်ကနော်ပေါ်တင်ကြီးဒါရှိချင်ပြန်ကမင်းအောင်နိုင်ကိုလုတ်ပြလိုက်တာတခုရှိချင်။အဲ့ဒါဘာလဲဆိုတော့နော်ဒီပိုလန်နဲ့ဆယ်နှစ်ပြည့်တွဲဆုံပွဲမှာ ဒေတာတွင်ဒီခေါင်းဆောင်တွေတွစ်ဆုံပွဲမှာမင်းအောင်နိုင်ကိုတီးတက်ချံပြီးတော့မဖိတ်ပဲနဲ့ထားပြခဲ့အဲ့ဒီအပေါ်မှာမင်းအောင်နိုင်ကတာအရှက်ကွဲခဲ့ရတယ်မှန်မယ်မှတ်မိကြအောင်မထင်ပါနဲ့တရုတ်ကဒီပိုလန်စီမံကိစ္စနှစ်ဆယ်နှစ်ပြည့်တွစ်ဆုံဒေတာတွင်တွစ်ဆုံပွဲမှာမင်းအောင်နိုင်ကိုထားခဲ့ပြီးတော့သူကသူ့လှုပ်သွားတယ်အဲ့ဒီအတွက်သူတို့ညှော်မှန်းထားတာကမင်းအောင်နိုင်ကိုဖိတ်မယ်ထင်ထားတာအဲ့ဒီအပေါ်မှာမင်းအောင်နိုင်ရဲ့နောက်လိုက်နောက်ပါတပြည့်တည်းရဲ့စောက်သုံးမကျမှုကိုလည်းမင်းအောင်နိုင်ကကောင်းကောင်းတိခဲ့ရတယ်သူကိုယ်တိုင်နဲ့အရှက်ရခဲ့ရတယ်အဲ့ဒီအတွက်သူကရှီကျင်းပင်ကိုတအားတွေ့ချင်းနေတယ် နော်အာနာစသိန်းလေးကဒီနေ့အထိမင်းအောင်နိုင်ရရှီကျင်းပင်ကိုတွေ့ဖို့အမျိုးမျိုးလုပ်နေပေမဲ့ရှီကျင်းပင်ရဲ့တွေ့ဖို့လက်ရှိအချိန်ထိအတွေ့မခံနိုင်ဘူးဒါပေမဲ့အခုလက်ရှိရုရှားကိုမင်းအောင်နိုင်သွားတဲ့ရည်ရွယ်ချက်ကနိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့မယ်လို့လည်းသူကထုတ်ပြောထားတဲ့အတွက်အဲ့ဒီရည်ရွယ်ချက်နဲ့တွားတာအဓိကကတော့နံပါတ်1ရှီကျင်းပင်ကိုအဓိကတွေ့ဖို့ပြီးလို့ရှိရင်ဒီပွဲမှာဒီရုရှားရဲ့မိဘတွေဖြစ်တဲ့ဘရာဇီးတို့အိန္ဒိယတို့တရုတ်တို့မြောက်ကိုရီးယားတို့စသဖြင့်ခေါင်းဆောင်တွေတက်မယ် ဲ့ဒီခေါင်းဆောင်တွေလည်းသူတွေ့ခွင့်ရတဲ့ပတ်တွေ့မယ်အကောင်လုံးတွေ့မှာသူကရွာရွာတကြီးတွေ့မယ်စိန်မှုတွေတွေ့မယ်ယာယီမှုတွေတွေ့မယ်နောက်ဆုံးဘာမှစောင့်စစ်မရှိတဲ့ခဏအိမ်မှုကသာသူစင်းတွေ့မှာဘာလို့ဆိုစိန်အိမ်မရှိဘဲနဲ့ခဏအိမ်မရှိတဲ့ရက်ွက်ဆိုခဏအိမ်မှုရှိတာဟုတ်ဘာလို့ဆိုအဲ့လိုကောင်မျိုးနဲ့သူတွေ့မှာဘာဖြစ်လို့လဲသူ့အတွက်တစ်ခုခုရလို့ရညာသူပြောရကြိုက်တယ်ဘာကြောင့်ဖြစ်နေလဲဆိုတော့လက်ရှိစစ်ခေါင်းဆောင်အနေထားကတရားမင်းစင်းကြတော့မရတဲ့အနေထားဖြစ်နေတဲ့အချိန်မှာဒါကိုနိုင်ငံတကာခေါင်းဆောင်တွေကကောင်းကောင်းတည်တယ်။ဒါပေမဲ့အဓိကကတော့တရုတ်အနေနဲ့ကတော့ အာနာရှင်တဆိုးရှင်ကြီးကိုအဓိကလက်ကင်ထားတာဖြစ်တဲ့အတွက်သူလှုပ်တင်တဲ့တော့သူလှုပ်ပေးနေတယ်ဒီနေရာမှာမင်းအောင်လိုက်အနေနဲ့ကလည်းရှီကျင်းပင်ကိုတွေးခွင့်ရဖို့အတွက်အကြောင်းပြချက်ကတော့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကိုဗစ်ကာလမှာတရုတ်ကကူညီမှုကိုကျေးဇူးတင်တယ်အဲ့အတွက်ကျေးဇူးတင်တဲ့ကားလေးပြောချင်တာလို့ဟုတ်တယ်မလားအခု MNDA ကနေအဲဝန်င်းကိုလာရှိုးပြန်လဲတောင်းပေးတဲ့အတွက်ယေရှုတင်တဲ့ဆိုတဲ့အကြောင်းကိုယေရှုတင်ကပြောပြောခြင်းလို့တွေးခွင့်ပေးပါဖေဖေရှီနဲ့နော်ဖေဖေရှီကိုတားတား ဆောက်ဖို့လေးနော်ဝင်ရောက်ပြီးတော့ဟုတ်လားဘောမှွင့်ပေးပါဆိုပြီးတော့တောင်းအောင်အနေထားအဲ့ဒီအချိန်မှာဆောက်ခေါမကျူကျူလာတယ်လိုက်သွားတာနော်ကြိုက်တဲ့လောက်စင်သူ့အတူဘာကောင်မဖြစ်နေဖြစ်စီကြိုက်တဲ့တန်မိုးရှိတဲ့နော်သိန်းပေါင်းများစွာတန်မိုးရှိတဲ့လက်ကန်အိတ်ပဲဝုတ်ဝုတ်ဘလောက်ပဲတက်တက်တက်တယ်ဖြစ်ရှိဟုတ်တယ်ဆောက်ခေါမရုပ်ကဆောက်ခေါမရုပ်ပဲဆောက်ချက်တွေမရှိတဲ့ရုပ်ကဆောက်ချက်တွေမယုံရှင်ကြည့်နော်ကျူကျူလိုက်ရုပ်ကိုမြန်မာပြည်မှာရှိတဲ့အမျိုးသမီးဒုနဲ့ရှင်ကြည့်ဒေါအောင်ဆန်းစုကြည်နဲ့မရှင်ဘူးတော့မတန်လို့ချေမုံတော့မတန်ဘူး နော်သူ့ရုပ်ကိုရှင်ကြည့်နော်ရက်ွက်ထဲမှာတာမန်ငါးယောက်နေတဲ့ချက်သားယောက်နေတဲ့အမျိုးသမီးတယောက်ကိုအဲ့ဒါလို branded တွေဆင်ပြီးတော့ပွဲထုတ်လိုက်ကြည့်အဲ့ဆောက်ခေါမှကြူကြူလာတဲ့တာမလားမတာလားအဲ့ဒါဖြစ်လို့လူရဲ့စိတ်ဓာတ်ကရုပ်မှာပေါ်နေတယ်ရုပ်ဆိုးတာဟိုထောလာအဓိကမဟုတ်ဘူးလူရုပ်ကြည်လင်မှုတက်သားမှုပါလူရဲ့စိတ်ဓာတ်ကအခြေခံတယ်လူတယောက်ကမျက်နှာ နော်လူသားထဲမှာပွဲလဲတင့်နေဆိုတဲ့လူတယောက်ရဲ့စိတ်ဓာတ်ကတွားကြည့်သူ့မှာမတရားတာတွေမလုပ်ဘူးစိတ်ဓာတ်စိတ်ပုတ်စိတ်ယုတ်တွေနဲတဲ့ဒါလူတိုင်းကတော့အပြစ်ကင်းစင်တော့မရှိပါဘူးဒါပေမဲ့ average နဲလို့များလို့ခြေလိုက်မယ်ဆိုရင်လူထဲမှာဟာဒီလူကဟဲ့ရုံမလျှော်ဘူးတချို့တည်းနော်ဒါပေမဲ့ပွဲလဲတင့်နေလူထဲဝင်လိုက်တာနဲ့ဘယ်လိုပြောမျက်နှာလင်းတယ်တူတူနာယုတ်ကိုကြည့်မင်းအောင်နိုင်ယုတ်ကိုကြည့်လူယုတ်ပေါက်လာသူတို့စင်ထားတဲ့လက်ပတ်နာကြီးတစ်လုံးတူတူနာကင်ထားတဲ့အဲ့တလုံးဘလောက်တန် အဲမင်းအောင်နိုင်တဲ့ဂျူဂျူလာစစ်သားစားဖြစ်ကစားဘလောက်ရှိအဲ့တော့တိုင်းပြည်ဗန္နာကိုခိုးပြီးတော့ပြည်သူကိုဒီလိုလုပ်နေတဲ့ကောင်တွေရဲ့နောက်ဆုံးတွားရလန်ကြည့်နေမပူနဲ့လောကကြီးမှာမတရားတာတွေမဟုတ်တာလုပ်ပြီးတော့ကောင်းကျိုးချမ်းသာဖြစ်လို့မရဘူးလက်ရှိတော့နောက်ထပ်အခုနေ့ကတင်းတစ်ခုတက်တာတော့အိန္ဒိယဘက်ကအလံပြူထောင်ထားတဲ့စခန်းတစ်ခုကတွေ့တယ်။အိန္ဒိယဘက်ကကြေညာထားတာတော့သူတို့ရဲ့လေရင်၃စီးပစ်ချခံကြေညာထားရင်ပဲပါကစ္စတန်ဘက်ကတော့၅စီးပစ်ချတယ်။လေရင်၅စီးနဲ့ဒရုန်းစီးကိုပစ်ချခဲ့တယ်လို့ကြေညာထားတယ်။ ဘလို့ဖြစ်ဖြစ်ဒီအနေထားကတော်တော်ကိုနှစ်ဖက်လုံးကထိခိုက်ထားပြီးဖြစ်တဲ့အတွက်ဒီအနေထားကလွယ်လွယ်ကူနဲ့ပြီးွားမယ်ဆိုရင်တော့အញ្ញမ်းကောင်းတယ်မပြီးွားဘူးဆိုဒီစစ်မီးတော့မှာတို့ဘလောက်ထိထလောင်မလဲကျွန်တော်တို့တိုင်းပြီးတော့ဘလောက်ထိရိုက်ခတ်မှုတွေဖြစ်လာမလဲဆိုတော့အရေးကြီးတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ test ကြီးတဲ့လဲလဲစကားကိုပဲထပ်ပြောရမှာပဲအဲ့ဒါဘာလဲဆိုတော့နံပါတ်1တိုင်းသား EOS တွေစီလုံးပေးပါမဟာမိတ်ကိုကြက်လို့ဆိုတော့စောက်ပေးပါနံပါတ်2တို့လက်နက်ကင်တွေအားလုံးပါဝင်တဲ့မဟာမိတ်စုပေါင်းတော့တက်ကြီးဖြစ်အောင်ကျွန်တော်တို့တိုင်းပြီးမှလုပ်ပေးပါစစ်ကောင်စီဘက်ကရက်တည်မလား okay ရက်တည်လိုက်ပါ အခု BDN လိုမျိုးမင်းစစ်ကောင်စီဘက်ကယက်နေမှလားမင်းတက်တက်တတယက်နေတယ်ဟိုလိုလိုဒီလိုလိုထီးလိုလိုမို့လိုလိုမလုပ်နဲ့ဒီချိန်ကာလမှာထီးလိုလိုမို့လိုလိုအလဲမနေတာကျွန်တော်အများပြောလို့ဒီပဲရှိတယ်နော်အလဲမနေတဲ့တင့်တဲ့ကာလမဟုတ်ဘူးနော်လူတယောက်ရဲ့အလဲကောင်ကောက်ကြည့်လိုက်ပါလေလို့အဲ့တော့ဒီကာလမှာဘဘကနေမယ်တိုက်တဲ့ဘက်ယူအေကိုဘကနေမယ်ဆိုတော့အေကိုဘကလူတွေအားလုံးကနော်တကင်းကျွန်တော်ဖြစ်နေလို့လက်ရှိဒီတော်လှန်ရေးမှာစောက်ဖောင်းထုတ်နေတဲ့ကောင်တွေအများကြီးတော်လှန်ရေးဘက်ကပါဆိုတဲ့ဟာမျိုးနဲ့မတိလို့ချင်းဖောင်းထုတ်နေတာ ကျွန်တော်တို့ပြောတာကတော်လိုင်းရေးတရက်လုံနေတာအဖိတ်အစင်ရှိတယ်ကြီးအမှားယွင်းရှိတယ်ကြီးမာပေါင်းတစ်ထောင်နဲ့လုံနေတာမင်းတို့စိတ်ကြိုက်ဖြစ်လို့မရဘူးအေးဒါပေမဲ့မင်းအမိတ်လင်းဒီဘက်ကိုမင်းတို့ဝေဖန်မှုစဉ်းစားဒီဘက်ကအမှားယွင်းတစ်ခုခုလောက်ကိုထောက်ပြီးဆရာကြီးပုံစံနဲ့စောက်ကြီးစောက်ကြီးပြောနေတဲ့ဒီဘက်မှာရှိတဲ့ကောင်တွေအများကြီးပဲမတိသူတို့တို့တော်လိုင်းဘက်ကပြည်သူဘက်ကပေါ့အဲစကနုံးအဲ့ပြည်သူဆိုစကနုံးဟဲ့နိုင်ငံမှာအသာအတုံးကြနည်းနည်းပြည်သူဘက်ကပြည်သူဘက်ကပြည်သူဘက်ကဆိုဘုန်းကြီးကပြောသလိုဒီ ကိုဒီတော်လှန်နေတဲ့ဘက်အချမ်းကအမားရင်တစ်ခုလောက်ကိုစောက်ပစ်ရှာပြီးလိုက်ထောင်နေလို့ရှိရင်အဲ့ဒီမှာတွေးကွဲမှုတွေမညီညွတ်မှုတွေစီးသွမှုပြိုပြက်မှုတွေအင်အားဆုံးယုတ်မှုတွေရန်သူရဲ့အားသာမှုတွေအကုန်ရောင်းအောင်မယ်ဆိုတာအဲ့ဒီခွေးသားတွေမတိတာလား ကဲဒါတော့နော်ကိုစီပြောလဲမှန်ပါတယ်နော်တချို့ဟာတွေကဒီဒါပါတော့အဓိကကျွန်တော် NUG ဖောင်းထုတ်တဲ့ကိစ္စတွေတကယ်တချို့ဟာတွေကအချိန်မတန်သေးတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့တော့ NUG ခုချိန်မှာအသုံးမချတဲ့ဟာတွေလည်းရှိပါတယ်အဆင်မပြေတဲ့ဟာတွေရှိတယ်အားဒီအားလုံးကိုမှတ်ထားပြီးမှပေါ့နော်ခုချိန်မှာဖောင်းထုတ်တာမျိုးမလုပ်ဘဲနဲ့အချက်ဖက်မဲအောင်လည်းပြုတ်သွားပြီးတဲ့နောက်ပိုင်းမှာဒီကိစ္စတွေပြန်ဖော်ပြီးမှပေါ့နော်ရေးရင်ယူပေါ့နော်ဒါမျိုးလုပ်တာအကောင်းဆုံးပါပဲနော်ခုချိန်မှာပြောတဲ့ဟာကတော့ခုချိန်မှာပြစ်တင်နေမယ်ဆိုရင်တော့ဘာလို့တော်လိုင်းအတွက်အားနေတာပဲဖတ်တင်မှာဖြစ်ပါတယ်နော်ကဲနောက်ဆုံးမှာတော့ကျွန်တော်တို့ဒီနေ့အတွက် ရေးကြီးတဲ့ဒီမိုးရာသီမိုးလေဝသတရင်လေးကြည့်အောင်နော်အဲ့တော့ဒီအခုအခုချိန်မှာဆိုရင်မိုးရာသီတဲ့ရောက်လာပြီဖြစ်တဲ့အတွက်ပေါ့နော်ဒီမြန်မာပြည်မှာတကယ်ပဲတကယ်အထူးတတိထားမဲ့နေရာတွေရှိပါတယ်နော်အဲ့တော့မနေ့ကဆိုရင်တည်တိုင်းပဲတနင်္ဂနွေလောက်ရေးကြီးတဲ့ရေးကြီးမှုကြောင့်တော်တော်ဒုက္ခရောက်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့မှလည်းဘယ်လောက်ထိရေးကြီးနိုင်မလဲဆိုတာမျိုးတွေအပြင်အခုမိုးရာသီနဲ့ပတ်သက်ပြီးတော့တိဆက်ထားတဲ့မိုးရာသီဒင်းလေးတန်းတော့ကြည့်အောင်နော်ရှေ့ရက်နေ့မှာတော့ရခိုင်ရိုးမတောင်တန်းပေါ်မှာမိုးနှဲငယ်ကြာပြီးတော့စကိုင်းတိုင်းအထက်ပိုင်း ကရှင်ပြည်နယ်အထက်ပိုင်းမှာမိုးကြသလိုပဲမွန်ပြည်နယ်နဲ့သတင်းနာရီတိုင်းကရင်ပြည်နယ်မှာမိုးအနှဲငယ်တက်ကြနိုင်ပါတယ်ထို့အတူပဲမြမာပြည်အချို့နေရာတွေမှာပြန်ကြမိုးအနေနဲ့မိုးပွဲလေးတွေကျနိုင်ပါသေးတယ်လာမယ့်၉ရက်နေ့မှာတော့စောစောကပြောတဲ့လေဆိုင်ဝဲစတင်တော့တကြောင်မလို့ရခိုင်ရိုးမတစ်ခုလုံးမိုးကျနိုင်သလိုပဲ မုံရွာနဲ့မန္လေးကြားမှာ မိုးနှဲငယ်ကြနိုင်ပြီးတော့နေပြီးတော့တောင်ပဲနေပြီးတော့အရှိပဲရှမ်းပြည်တောင်တန်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာစတင်ပြီးတော့မိုးကြတော့မှာဖြစ်ပါတယ်။อืมထို့အတူပဲအခြားတိုင်းနယ်ပြည်နယ်တွေမှာလည်းမိုးပွဲလေးတွေစကြတာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။လာမယ့်၁၀ရက်နေ့စနေနေ့မှာတော့ မြမာပြည်အရှိရန်တစ်ခုလုံးမှာ နေရစိတ်စိတ်မိုးရွာသွန်းနိုင်တဲ့အနေသားရှိပြီးတော့ဒီဝါရောင်ပြတဲ့ကချင်ပြည်နယ်သခိုင်းတိုင်းလေပိုင်းမန္တလေးတိုင်းနေပြည်တော်စစ်တောင်းမြဝန်းဒေသပဲခူးတိုင်းအထက်ပိုင်းရန်ကုန်တိုင်းရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တို့မှာနေရစိတ်စိတ်စတင်ပြီးတော့မိုးရွာမှာဖြစ်ပါတယ် လာမယ့်၁၇ရက်နေ့ရောက်လို့ရှိရင်တော့ပုံမူပြီးတော့မိုးများလာလာတဲ့နေရာတွေကို အဝါရောင်နဲ့ပြသထားပါတယ်မန္တလေးနဲ့စကိုင်းဖရိုင်းရခိုင်ရိုးမာမကွေးတိုင်းအေရဝတီတိုင်းမြောက်ပိုင်းရန်ကုန်တိုင်းမြောက်ပိုင်းပဲခူးတိုင်းတစ်ခုလုံးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာမိုးရည်ရင်တိတသမ၄လမကနေပြီးတော့ တိတသမ၈လက်မလောက်ထိအချို့နေရာတွေမှာမိုးရွာသွန်းနိုင်တာကိုတွေ့ရပါတယ်။ရှမ်းပြည်နယ်တစ်ခုလုံးကလည်းဆက်လက်ပြီးတော့မိုးရွာသွန်းမှဖြစ်ပြီးတော့ရှမ်းပြည်ရဲ့တောင်ပကျန်းတစ်ခုလုံးဟာမိုးရေကြီးတိတသမ၆လက်မလောက်ထိရရှိနိုင်ပါလေ။ထိုင်းနိုင်ငံဘက်ကိုလှမ်းကြည့်မယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံအပေါ်ပိုင်းကရှင်းရိုင်းချင်းမိုင်မဲဆောက်ဘန်ကောက်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းတို့မှာလည်းဆက်လက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါတယ်။မေလ7ရက်နေ့တင်းနာနေ့ကို ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့ဒီဝါရောင်ပြတဲ့ဒေသတွေအကုန်လုံးကတတသမ6လက်မလောက်ထိမိုးရေရရှိနိုင်ပါတယ်။အထူးသဖြင့် ကျွန်တော်တို့ရှင်းတောင်တာရခိုင်ရိုးမအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းအရှိပဲ ပဲဂိုးတိုင်းကြာပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့မကွေးတိုင်းနေပြည်တော်မန္တလေးတိုင်းရှမ်းပြည်နယ်တို့မှာဆိုလို့ရှိရင်မိုးနေရာစိတ်စိတ်မိုးရွာမှာဖြစ်ပြီးတော့တနင်္လာရီတိုင်းမှာတော့အနည်းငယ်မိုးပါသွားမှာဖြစ်ပေမဲ့လည်းချင်းမိုင်ချင်းရိုင်းမဲဆောင်နာအထိမှာလည်းနေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားရှိပြီးတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာမိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဒီနေရာမှာကျွန်တော်တို့သတိပေးချင်တာကငလျင်လုတ်တဲ့ဒေသတွေကိုအခြေပြုတော့မြန်မာနိုင်ငံတစ်ခုလုံးမှာရှိတဲ့မြေသားတွေဟာအဲ့ဒီငလျင်လုတ်တဲ့အချိန်ကြောက်မလို့မိုးပေါ်ကကျလာတဲ့မိုးရေတွေဟာမြေကြီးတွေကိုမဆင်းနိုင်မဲနဲ့ငကိုရရှိတဲ့ရေစီးဂလိုင်းလေးတွေကငလျင်ကြောက်မလို့ပိတ်ဆို့မှုဖြစ်ပြီးတော့ မိုးရွာလို့ရှိရင်ခဏဒဲနဲ့အဲ့ဒီအပေါက်တွေပိတ်ပြီးတဲ့အခါမှာ မကြခင်မှာမြေပြင်ပေါ်ကိုပြန်တက်လာပြီးတော့ကျလာတဲ့မိုးအားလုံးဟာမြေပြင်ပေါ်ကနေစီးနိုင်တဲ့အတွက်ကြောင့်မလို့ဒီနှစ်မှာတော့ကျွန်တော်တို့အထူးသတိထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီနှစ်မိုးရနိုင်တဲ့ပင်လယ်ပြင်ထုတ်လို့မရေငွေ့နေတာနဲ့တွေ့တဲ့အခါမှာမေလမှာတာမာနှစ်တွေထဲမိုးရေရင်နှစ်လမှနေပါ ိုရနာတွေ့ရပါတယ်ဂျွန်လာထဲမှာဆိုလို့ရှိရင်ပါမန်ထက်မိုးနေငယ်ပိုရနာတွေ့ရပါတယ်ဒီထဲမှာမှ မုံတိုင်းဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့အများကြီးမိုးရနိုင်တဲ့အကြောင်းလို့မြမပြည်ပေါ်ကြလာသည်များမိုးတွေဟာရခင်နှောင်းအလိုမျိုးမြေအောက်ရေပြည့်စီးဆင်းမှာမဟုတ်ဖက်နဲ့မြေပေါ်ရေစီးကြောင်းအဖြစ် စီးဆင်းနိုင်တာဆိုလို့ရှိရင်ကျွန်တော်တို့အားနည်းရရှိနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ ျွန်တော်တို့ကြိုတင်သတိပေးပါတယ်ကြိုတင်ပြင်ဆင်ထားပါဥပမာအဖြစ်မေမြို့မှာရွာတယ်မို့ဟာအနည်းငယ်ပါပဲဒါပေမဲ့မေအောက်ကိုဆက်လက်စီစဉ်နိုင်ခြင်းမရှိတော့ကြောင့်မို့မြေပေါ်ကနေပြီးတော့ကြီးကြီးမားမားစီစဉ်သွားတာတွေ့ရပါတယ်ကံကောင်းတာကတရက်နှစ်ရက်တည်းမိုးရွာလို့အဲ့လိုရှိတာပါအခုလာမဲ့ဆယ်ရက်ကလိုမျိုးဆက်တိုက်မိုးရွာမှာဆိုလို့ရှိရင်တော့အဲ့လိုဒေသတွေဟာကျွန်တော်တို့အားလုံးရေပေးဒုက္ခတွေအဖြစ်ကို ရောက်သွားနိုင်တဲ့တကြောင်မလို့ကြိုတင် ပြင်ဆင်ဖို့ကျွန်တော်သတိပေးပါတယ်။လိုအပ်တာများရှိလို့ရှိရင်လည်းမေးမြန်းနိုင်ပါတယ်။ကဲဒါတော့เนาะ မိုးရသည်ဒီရာသီဥတုနဲ့ပတ်သက်ပြီးတင်ပြပေးတာဈေးမဖြစ်ပါရင်เนาะအဲ့တော့အခုချိန်မှာဆိုရင်မိုးရသည်တွေရောက်လာဖြစ်တဲ့အတွက်ကျွန်တော်ပြည်သူလူထုကလည်းမိုးရသည်မှာရေကြီးလေးဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့เนาะအားလုံးပဲသတိထားဖို့လိုပါတယ်ကဲဒါကတော့မိုးရသည်နဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးထားတဲ့သတင်းပဲဖြစ်ပါရင်เนาะအဲ့တော့ဒီမိုးတွေကိုဘေးချိန်မှာယူရမယ်လို့ဆိုတာခက်မှန်းလို့တော့ရတာဖြစ်တဲ့အတွက်ပေါ့เนาะအဲ့တော့ကိုယ်ရဲ့လောက်ရမယ့်အလုပ်တွေရှောင်းမယ့်ဟာမျိုးတွေပြိုပြီးတည်တိုင်းပိုးကောင်းပါရင်เนาะအဲ့တော့မိုးရသည်မှာတော့မနေ့ကဆိုလည်းတော်တော်လေးကိုကြီးကြီးကျယ်ကျယ်မှာထိခိုက်ထားတာဖြစ်တဲ့အတွက်ဒီနှစ်မှာလည်းအားလုံးပဲအထူးကူးစိုက်ကြပါလို့မှာရင်လည်းကျွန်တော်ပြည်သူလူထုဆုံးသက်လိုက်ပါရင်เนาะ ဟုတ်ကဲ့အစားဆုံးရှိပေးကြတယ်မြို့ပပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့အကြက်ဖက်မင်းအောင်လိုင်းရဲ့စစ်ပေးငလင်ပေးဘေးရန်တွေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ